အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့မနက်ခင်းအစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်အဲ့တော့ဒါကျွန်တော် deja vu လို့ပဲပြောမလားဒါကျွန်တော်တို့မနီကဒီလိုချိန်မျိုးမှာလည်းကျွန်တော်နေနေတာ Chelsea အသင်းရဲ့ဒါကျွန်တော် here we go ကိုတင်ဆက်ပေးရတာဖြစ်တယ်ဒီနေ့မှလည်းဒါကျွန်တော် here we go နောက်တစ်ခုတင်ဆက်ပေးရတာဖြစ်တယ်အဲ့တော့ ချက်စည်းသေးရဲ့အလုပ်လုပ်ပုံကိုတော့အင်မတန်မှကျွန်တော်သဘောကျချီးကျူးရမယ်လို့ပဲကျွန်တော်အနေနဲ့ပြောရမယ်တကယ်ကို impressive ဖြစ်စရာဖြစ်တယ်တော့ဘူလူနေနေတာကျွန်တော်သူ့ဟာသူဒါကျွန်တော် software တချို့ movement တွေမှာလုပ်ဝင်မယ်လူဝဲတဲ့တာလည်းအေးပေါ်တော့ချက်စည်းသေးတဲ့တာကျွန်တော် upright movie kick ခရေကအခုချိန်ထိလူဝဲတာနဲ့ပတ်သက်ပြီးဘယ်တော့မှချက်စည်းသေးကမျက်နှာမညိုးရဘူးဘယ်တော့မှဒါကျွန်တော်မျက်စိအေးပေါ်တော့ကျွန်တော်မျက်နှာတစ်ချက်မညိုးသွားစေတဲ့အနေထားပါရှင့် အဲ့ဒါပဲဗျာတခါကျပိုင်ရှင်ကလေအရေးကြီးတယ်ဆိုတော့ဒါမျိုးကိုပြောလို့ရတယ်တော့ပါတယ်။ထားပါလက်ရှိမှာဒါကျွန်တော်တို့ချက်စီးတင်နေတာကျွန်တော်တို့ဒါ၂ရက်ဆက်မှာနှစ်ခေါက်မြောက် here we go သွားခဲ့ပြီဖြစ်တယ်။ချက်စီးတင်တဲ့ခုလက်ရှိမှာဒါကျွန်တော်တို့ Joao Pedro ကနေပြီးတော့ဒါကျွန်တော်တို့ Brighton အသင်းကနေပြီးတော့ချက်စီးတင်ကိုဒါချက်ချင်းဆိုသလိုခေါ်ယူနိုင်ခဲ့ပြီဖြစ်တယ်လို့သိရတယ်တော့ပါတယ်။ Joao Pedro ဘက်ကနေဒါကျွန်တော်ချက်စီးတင်ကိုချက်ချင်းဆိုသလိုကောင်းမြင်ခဲ့တဲ့အနေထားမှာတော့ဒါအရေးကြီးဆုံးချက်က Club World Cup ဖြစ်တယ်လို့လည်းသိရတယ်တော့ပါတယ်။အဲ့တော့ဒီညမှာတကယ်တမ်းဒါကျွန်တော်သနာဖို့ကောင်းတာကတော့ Newcastle United ပေါ့နော်။ ူကာဆယ်ယူနိုက်တက်အသင်းနဲ့ဒါကျွန်တော်တို့အမ်ဂျောင်းပက်တိုကိုနှစ်ကြိမ်တိတိတာပုတ်ကိုရေးရရဒါကျွန်တော်တို့သဘောတူညီမှုရဖို့အတွက်ဂျူးစားခဲ့မယ်နှစ်ကြိမ်လုံးလုံးဒါညင်းပယ်ခံရတယ်အဲ့ဒီနေ့ရဲ့နွေရာသီမှာမမောင်စာဖြစ်နေတာညူကာဆယ်ယူနိုက်တက်ပေါ့နော်ညူကာဆယ်ယူနိုက်တက်အသင်းနဲ့ဒါရှိသမျှကစားသမားတော်တော်များများရဲ့ညင်းပယ်ခြင်းကိုခံရရတဲ့သဘောမှာရှိတယ်အဲ့တော့ လက်ရှိမှာဂျာဝပက်တူအကြောင်းရင်းနဲ့ပြောအောင်အဲ့တော့ဂျာဝပက်တူကတော့လက်ရှိမှာဒါကျွန်တော်တို့ချက်စီအစ်တင်နေဒါကျွန်တော်တို့မနိညကပဲချက်ချင်းဆိုလို့ဒါကျွန်တော်တို့ကစ်တင်စီအပြောင်းရွှေ့ပြီးမှချက်ချင်းဆိုလို့ဒါကျွန်တော်စကားပြောခဲ့တယ်ဒါ brighton ဘက်ကတော့ရှင်းတယ်ဂျာဝပက်တူကိုကျွန်တော်ဒါမနိကပြောခဲ့တဲ့အချိန်မှာပေါင်50ပတ်ချလင်းဝင်းကျင်တဲ့အလူရှိခဲ့ပြီးတော့ဒါချက်စီဘက်ကလည်းဒီဈေးကိုလုံးဝမစစ်တော့ဘဲနဲ့ချက်ချင်းဆိုလို့ဒီဈေးအတိုင်းပဲတချီရတယ်ကန့်လန့်ခဲ့တယ် brighton နဲ့ချက်စီနဲ့ဂျာတဲ့ကငကူတဲ့ကကောင်းမွန်တဲ့ဆက်ဆံမှုရှိထားခဲ့ပြီးတော့အခုချိန်မှာဒါကျွန်တော်ချက်စီဘက်ကနေပြီးတော့ဒါဒီကောင်းမွန်တဲ့ဆက်ဆံရေးကိုပဲအသုံးချသွားခဲ့လို့မြင်တယ်ချက်စီတင်တဲ့ခု က်ရှိမှာဒါကျွန်တော်တို့ Brighton စီကနေပြီးတော့ဒါ Graham Potter, Moise Kaiser တို့ခုလက်ရှိမှာဒါ Cucurella တခုလက်ရှိ Joao Pedro ပေါ့နော်ဒါ Cole Hallard ရတာကျွန်တော် Brighton အသင်းမှာကြီးပဲကိုတစ်ချက်စီအသင်းကဒါပေါင်တန်း200ကျော်သုံးထားပြီးပြီလို့တတင်းတွေထွက်ပေါ်လာခဲ့တယ်ပေါ့။နီးပြပေါင်ဝင်တန်း350နီးကတ်သွားပြီပေါ့နော်။အဲ့တော့ဘယ်လိုပြောတာကျွန်တော်တို့ Chelsea အသင်းကဒါ Brighton နဲ့ဆက်ဆံရေးကောင်းမှုကို Chelsea အသင်းဘက်ကအခွင့်အရေးယူပြီးတော့ Newcastle United ကိုဒါကျွန်တော်ကြော်ခွပြီးတော့လုပ်ပြခဲ့တာဖြစ်တယ်လို့ပြောလို့ရတယ်။အဲ့တော့ဒါ detail လေးတွေပြောရမယ်တဲ့မှာပါပါတယ်။ Newcastle United ကိုဒါကျွန်တော် Joao Pedro ကိုတိုင်ကနှစ်ချိန်တိတိညင်းပ ယ်ခဲ့ပြီးတော့သူ့အနေနဲ့သူဒီဒီထက်ပိုကောင်းတဲ့ကလပ်တစ်ခုကိုသွားနိုင်လိမ့်မယ်လို့ကြောက်ပဲတို့ယုံကြည်တဲ့ယုံကြည်မှုကသူ့ကိုဒါကျွန်တော်တို့အဲဟောပေါ့ယုံကြည်မှုကဒါကျွန်တော်တို့သူ့ကို result တစ်ခုအနေနဲ့ပေးခဲ့တယ်လို့ပြောလို့ရမယ်ဒီမှာပါပါတယ်ဒါဟာ positive sign နဲ့အခြေအနေတစ်ခုလို့ကျွန်တော်ရဲ့ပုံကူရေးရမှာကျွန်တော်ကတော့မြင်မိတယ်အဲ့လက်ရှိမှာဒါကျွန်တော်တို့ Chelsea အသင်းဘက်ကပြန်ကြည့်အောင် Chelsea အသင်းနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ ဂျာဘက်ဒူတို့ကဒါကျွန်တော်ဘယ်လောက်ထိလို့ချက်စစ်တင်ဘက်ကဒါကျွန်တော်ဂျာဘက်ဒူတို့အများကြီးလုဆရာမလို့လဲဘရိုက်တန်တင်ဘက်ကနေပြီးတော့ဒါတရားဝင်သူတို့အနေနဲ့ဈေးမေးခဲ့တယ်ဘရိုက်တန်တင်ဘက်ကဒီကစားသမားကိုပေါင်တန်း90နဲ့တောင်တန်း60ကြာရမယ်ဆိုရင်တော့သူတို့နဲ့ရောင်းချခြင်းနဲ့ဆိုတဲ့ဥစားမျိုးသူတို့သိရှိပြီးသားဖြစ်တယ်ယူကဆိုင်နဲ့ပတ်သက်ပြီးသူတို့ကပူပြီးတော့အစောခဲ့တဲ့အတိထားအဲ့တော့ဒီနေရာမှာဒါကျွန်တော်ဘရိုက်တန်နဲ့ဒါကျွန်တော်ချက်စစ်တင်နဲ့မနေ့ညကချက်ချင်းဆိုလို့တွေ့ဆုံခဲ့ပြီးတော့ချက်ချင်းဆိုလို့ဒီအပြောင်းရွှေ့အတွက်ဒါကျွန်တော်တို့ပေါင်တန်း90ချက်ချင်းကန့်လှမ်းခဲ့တယ်ဒီနေရာမှာဒါဘရိုက်တန်ဘက်ကညင်းမနေတော့ဘဲဒါကိုလက်ခံခဲ့ပြီးကစားသမားကလည်းအစောပိုင်းကတည်းကဒါယူကဆိုင်ကိုညင်းပြီးတော့ချက်စစ်ကိုစောင့်နေခဲ့ တဲ့ဖြစ်တဲ့ကြောင့်ဒါပုတ်ကူရရကလည်း issue တစ်ခုဖြစ်မနေခဲ့ဘူးလို့ပြောလို့ရတယ်မှာပါအဲ့တော့လက်ရှိမှာတော့ချက်စီးတဲ့နဲ့တကယ်ကိုမြန်ဆန်တဲ့အပြောင်းရွှေ့လို့ပြောလို့ရတယ်မှာပါတကယ်ကိုလမ်းပြန်တဲ့အပြောင်းရွှေ့တွေကိုလုပ်နေတယ်လို့သိရတယ်မှာပါအဲ့တော့ချက်စီးတဲ့ကိုလက်ရှိမှာဂျာဝဘက်တိုကတော့ club world cup ကိုတဲ့ကျွန်တော်တို့ဒါ register လုပ်သွားပြပြီးနောက်တစ်ဆင့်ပေါမာရီယပ်စ်နဲ့ပွဲမှာထည့်သုံးသွားနိုင်တယ်ဆိုတဲ့သတင်းထွက်လာခဲ့အခုလက်ရှိဒါကျွန်တော်ဖတ်မိရတော့ကတော့ဒါကျွန်တော်တို့ဂျွန်လ28ရက်နေ့ကဂျူလိုင်လ3ရက်နေ့ဒီတက္ကစားသမားအသစ်တွေကိုဒါကျွန်တော်တို့ club world cup အသင်းနဲ့ register လုပ်ပိုင်ခွင့်ရှိတယ်သိရနှစ်ယောက်လုပ်ပိုင်ခွင့်ရှိတယ်သိရအဲ့ ကျွန်တော်ထင်တာက Chelsea တင်းနဲ့ Gideon ကိုကြောက်ပဲဒူကို၂ယောက်လုံးကတော့ကျွန်တော်တို့လက်ရှိမှာအဲ Sadio Aubameyang ကျွန်တော်ဒါ Club World Cup မှာဒါကျွန်တော်တို့ သဘောတူညီမှုဒါကျွန်တော်တို့ဝက်ဘောသဘောကလပ်ဘောကမှာဒါဆော့ဖို့အတွက်ဒါ agreement တစ်ခုရသွားမယ်လို့ကျွန်တော်အနေနဲ့မြင်တယ်အဲ့တော့ Chelsea စီးနေတာကစားသမားအသစ်တွေဖြစ်တဲ့ Gittens နဲ့ Joao Pedro ကိုမြန်မြန်ဆန်ဆန်ပဲ in action မှာတွေ့ရမယ်လို့မြင်တယ်ဒါပေမဲ့ဒီနေရာမှာ Joao Pedro ကသိပ်ပြီးထူးတယ်ပြောစရာမလိုဘူး Joao Pedro ကငိုတွေကဒါကြောင့် Premier League experience ရှိတဲ့ပြင်ဒါကစားသမားကနေရာစုံစော့နိုင်တဲ့အတွက်ကြောင့်မို့ Chelsea အသင်းအတွက်တကယ်ကိုအားကိုးအားထားရမယ်ကစားသမားတစ်ယောက်ဆိုတော့လုံးဝလုံးဝငင်းစရာမလိုဘူးလို့ကျွန်တော်ရဲ့ပုံကူရေးရမှာကျွန်တော်ကမြင်တယ်အဲ Joao Pedro ရောက်လာပြီးနောက်ပိုင်း Chelsea အသင်းရဲ့ဒါဒီနှစ်နွေရာသီးရဲ့ striker အဲရှာဖွေမှုကဒီနားမှာလေအပြီးတက်သွားပြီလို့တော့ဆိုလို့ရမယ်တော့ဘာတော့ချက်စီတင်တာဟူကိုအက်ကတိုက်လိုဗစ်တာကာယိုဂရက်ဆိုလို့လုံနေတော့မှာမဟုတ်ဘဲနဲ့ဂျောဘက်တို့ကလက်ရှိမှာဒါချက်စီအသေးရဲ့ဒါကျွန်တော်တို့လက်ရှိခရစ်စတိုဖာအန်ကူကူကိုအစားထိုးမယ်ကစားသမားတစ်ယောက်ဖြစ်လာမယ်လို့အကုန်လုံးကတော့ဒါ expect လုပ်ထားပြီးဖြစ်တယ်အဲ့တော့ဒီနေရာမှာဒါကျွန်တော်ဂျောဘက်တို့ကကိုယ်တိုင်ကဒီနေရာမှာအေးပါခဲ့တဲ့ခံခံတာဖြစ်ခဲ့တယ်ဘာကြောင့်ဂျောဘက်တို့ကိုယ်တိုင်ကဒီလက်ရှိမှာချက်စီမှာချက်စီဖြစ်ခဲ့တဲ့ဥစ္စာကိုချက်စီဘက်ကအသုံးချခဲ့အဲ့တော့ဒီနေရာမှာအရေးကြီးတာနောက်တစ်ခုကဘာလို့ brighton လည်းမစိုးဘူးလို့ပြောလို့ရ brighton သိနေတာကျွန်တော်တို့တစ်ဖက်ကကမ်းလှမ်းမှုကိုချက်ချင်းစုလို့လက်ခံခဲ့နေတာမှာ ှရှိတယ်။အဓိကတော့ဂျာဝပက်ဒိုနဲ့ဒါကျွန်တော်တို့ Brighton ရဲ့ပြက်ပြားနေတဲ့ဆက်ဆံရေးကူတာ Chelsea အသစ်နဲ့အကောင်းဆုံးအသုံးချနိုင်ခဲ့တဲ့မှာပါတယ်။ Chelsea ကဒါတကယ်တမ်းပြင်ချင်းမယ်ဆိုတာကိုယ့်ရဲ့ပရိသတ်တွေကိုဘယ်တော့မှဒါကျွန်တော်တို့အပြောင်းရွှေ့နဲ့ပတ်သက်ပြီးမျက်နှာငယ်စီရတယ်မှာပါဘူး။ဒီလူလိုချင်ဒီလူဒီလူလိုချင်ဒီလူအမြဲတမ်းဖြစ်နေရတယ်မှာပါ။အဲ့တော့ပန်းရှင်သာပြောင်းသွားမယ် Chelsea အသစ်နဲ့ဒါတွေကဘယ်တော့မှမပြောင်းရတယ်မှာပါ။တကယ်ကိုသဘောကျဖို့ကောင်းတဲ့အချက်တွေတဲကချက်လို့ပြီ။အဲ့တော့ဂျာဝပက်ဒိုကလက်ရှိမှာ Here we go သွားခဲ့ပြီ Chelsea ရဲ့ကစားသမားဖြစ်လာခဲ့ပြီအနေထားမှာရှိတယ်။အမှန်တမ်းပြောကျွန်တော်တို့ဂျာဝပက်ဒိုကို Watford ခက် ခရက်ကကြိုက်တာဖြစ်ပြီးတော့လက်ရှိ Chelsea မှာအကောင်းဆုံးတောက်ပနိုင်ပါစလို့ကျွန်တော်ကတော့စုမုံကောင်းတောင်းပေးတယ်။ကောလာဟာလာတွေကလက်ရှိမှာဒါကျွန်တော်တို့ဂျာဟုတ်ဘယ်ဒူနေနဲ့9နှစ် plus 1နှစ်စာချုပ်ချုပ်မယ်လို့သတင်းတွေထွက်လာတဲ့ဒီမှာပါ။အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ Fabrizio Romano ရဲ့အတိအကျပြောမှုရတာကစားသမားကစာချုပ်တက်တန်းရ2032ဆိုလက်ရှိမှာဒါကျွန်တော်တို့တိတိထားပြောတော့မယ်ဆိုတော့9နှစ်ပေါ့နော်။9နှစ်စာချုပ်ချုပ်မှာဖြစ်တယ်လို့သိရတဲ့ဒီမှာပါတယ်။လက်ရှိမှာဒါဂျာဟုတ်ဘယ်ဒူနေနဲ့ဘယ်နဲ့ပြန်မှာဒါကျွန်တော်တို့ ချက်စီအသင်းစီကိုဒါကျွန်တော်တို့ travel လုပ်တော့မယ်လို့သိရတယ်ဒီမှာပါတယ်ဒီနေ့မှာဒါကျွန်တော်ဂျာဝဘက်ဒူနေနဲ့လက်ရှိမှာဒါဘရာဇီးနိုင်ငံမှာတွင်ဝယ်တာကျွန်တော်တခါလေးဆစ်စစ်သွားမှာဖြစ်ပြီးတော့ဒါကျွန်တော်တို့ USA ကိုတခါလေးဒါ join မှာဖြစ်တယ်ဒါတောင်အမေရိကတိုက်ဖြစ်တဲ့တွင်ဝင် တောင်အမေရိကတိုက်နေတာကျွန်တော်မြောက်အမေရိကကိုကူရဖြစ်တဲ့ကြောင့်အဲ့လောက်ကြီးလဲမဝေးမနိုင်ပါမဝေးတော့ဘူးဝေးတော့ဝေးတယ်အကိုရိုင်းလေးသူနည်းနည်းလေးစီးဘူးနည်းနည်းတိတယ်အဲ့တော့ထားကြွားရမှာအဲ့တော့ခုနကပြောလို့ဘယ်လိုပြောတာကျွန်တော်တို့ဘယ်လိုပဲပြောပါတို့ရော private plane နေနေသွားတာ private jet နေနေသွားတာ Chelsea ကလွှတ်ပြီးတဲ့ private jet နဲ့သွားဖြစ်တဲ့သိပ်ပြီးတာအဲ့စိတ်ပူစရာမလိုဒါပေမဲ့ Parmadias နဲ့ပွဲမီတော့ဒါကျွန်တော်မြင်ကြည့်တာ Jao Pedro ဒါရောက်လာမယ်လို့မြင်တယ်အဲ့တော့ဒါ Chelsea ကလွတ်လွတ်တာစောက်ရမ်းမိုက်တယ်လို့မြင်တယ်ဒါဂေကူသဘောကျဖို့ကောင်းတာတက်ကိုအများကြီးအများကြီး ပူတယ်လို့ပြောလို့ရမှာတော့ပါတယ်တကယ်အမှန်တော့အေးပေါ်ဗျာကျွန်တော်တို့ဒါအပြောင်းရွှေ့မှာစောက်လို့မလုပ်တဲ့အသင်းတင်းရဲ့ဒါကျွန်တော်တို့ပြိတက်အသင်းပြိတက်တရားနေခင်ဗျားတို့အသင်းကိုကျွန်တော်တို့အားကြိုင်ဝင်လို့ဘာမှလုပ်လို့မရဒါခုနကပြောသူပဲကျွန်တော်တို့ when credit is due to give i give ပေါ့နော်ဒါဘုမွေလေးပဲဘာလို့ဟုတ်တယ်လန်ဒန်မှာဒါကျွန်တော်တို့ခုနကပြောသူပဲရှင်ရှင်စရာမလူတဲ့အသင်းတင်းလို့မြင်တယ်ဘာလို့ခုနကပြောသူခင်ဗျားတို့တင်းကျွန်တော်တို့နေအများကြီးကြွားတယ်ဟုတ်တယ်ပြိုင်ဘတ်ဆိုတဲ့စကားလုံးကမှတ်မိပဲတကယ်တမ်းခုနကပြောသူပဲ kudos to you ပေါ့ဘာလို့ အသင်းသတင်းကိုအောင်မြင်ကြဒီလိုမျိုးအလုပ်လုပ်ဆောင်ရတယ်ဆိုတာအမြဲတမ်းကျွန်တော်တို့ပြသနေတဲ့နေရာမှာပါတယ်။ဒါခုနကပြောလို့တကယ်ပြည်သက်တရားနဲ့တကယ်ကိုသိပြီးတော့သဘောကျဖို့ကောင်းတယ်ပေါ့နော်။လက်ရှိမှာဒါ Chelsea သင်းနေတာအမှန်တိုင်းပြောရမှာဆိုရင် Nicolas Jackson အဝါအနီးကတည်ထားတယ်ဒါတကယ်ကိုကြောက်ပဲသူကဒီအပြောင်းရွှေ့မှာတကယ်ဟိုဒါကျွန်တော်သူကိုယ်တိုင်လည်း benefit ဖြစ်နိုင်တယ်လို့ဒါကျွန်တော် Chelsea အသင်းအတွက် benefit ဖြစ်နိုင်တယ်အပြောင်းရွှေ့တစ်ခုလို့မြင်တယ်အဲ့တော့ Jimmy Gittens ရဲ့အပြောင်းရွှေ့ကဒီလိုပဲနေတယ်ပေါ့နော်ကျွန်တော် Jimmy Gittens ကတော့ဒီလိုမျိုးဒါ club ဘောကမှာ register လုပ်မယ်ဆိုတဲ့စကားလုံးတော့မတွေ့မိမယ်ကျွန်တော်ထင်တယ်ဒီကဒီတိုင်းပဲသွားမယ်ထင်တယ်အဲ့တော့ မိုက်တယ်ဗျာအမှန်တည်းပြောမနေ့က here we go တယ်ဒီနေ့ here we go တယ်ခင်ဗျားတို့အဲ့လိုအသင်းမျိုး support အဲ့ပေါ့ခင်ဗျားတို့ကဒါမျိုးကတော့ယိုးနေပြီပေါ့နော် Chelsea ပြည်သက်တွေအတွက်ဒါကျွန်တော်တို့ဒါလူကစားသမားတယောက်ကိုဒါ Messi တမိတ်တွင်ခေါ်ပြတာကတော့ယိုးနေပြီလို့မြင်တယ် ကိုရီးယားအဲ့လိုမျိုး feeling ပဲတော့မမရမလို့ဆိုကျွန်တော်လုံးဝလုံးဝလုံးဝကိုမသိသေးဘူးလို့ပြောလို့ရတယ်မှာပါအဲ့တော့မြည်တော့မယ်စိုးစေကမို့ဒါမျိုးကတော့မလိုက်ပြောခန်းစားရခက်တယ်ဒါပေမဲ့ဘယ်လိုပဲပြောတာခမရဘူး credit is ကျွန်တော်က credit is due to give credit is have to give ပေါ့နော်ဒါပြောရမယ်ဆိုရင်တော့တကယ်ကိုဒါ Chelsea သင်းရဲ့အလုပ်လုပ်ပုံကအင်မတန်မှကြီးကျူးဖို့ကောင်းတယ်အဲ့တော့ Jao Bedro ဒါ Brighton သင်းကနေပြီးတော့ဒါကျွန်တော်လက်ရှိဒါ Chelsea သင်းကိုတော့ပေါင်တန်း90နဲ့ပြောင်းရွှေ့သွားဖြစ်ပြီးတော့စာချုပ်9နှစ်ချုပ်မှဖြစ်ပြီးဒီနေ့မှာ Brazil မှာဒါကျွန်တော်စာချုပ်ကျွန်တော်ဒါစစ်စစ်မှာဖြစ်ပြီးတော့ဒါမနက်ပြန်မှာဒါကျွန်တော် Chelsea သင်းကိုသွား ွားရောက်ပြီးသွား join မယ်လို့ကျွန်တော်တို့သိရတဲ့မှာပါပါတယ်အဘယ်လိုပဲပြော Chelsea အသင်းကတော့ Chelsea အသင်းပဲဒါကျွန်တော်တို့လက်ရှိမှာဒီနှစ်လူရတီရဲ့၃ယောက်မြောက်ခေါ်ယူမှုကိုတော့ Chelsea အသင်းလုံးပြနိုင်ခဲ့ဖြစ်ပါတယ်အဲ့တော့ Chelsea ကတော့အမြဲတမ်း Chelsea ပါတယ်ဒါပိုင်ရှင်တွေဒါပြောင်းသွားမယ်ယာတီတွေဒါပြောင်းသွားမယ် ဘာအဲ့လူပြောင်းရှင်နဲ့ပတ်သက်ပြီးတော့ပြောင်းသွားမယ်တဲ့မှာဘာသာချက်စီအသင်းလို့ပဲပြောရမယ်တဲ့မှာပါပါတယ်မြေတို့ပဲဆိုကြတကယ်မိုက်တယ်အားကြတယ်လို့ပြောရင်းနေပဲကြောက်တော့ကုန်ပြပါအောင် follow ဘက်တွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3 point zone နဲ့ tv4u တို့မှာကျင်းလို့ဆိုတော့ပေါင်းကိုကြည့်လို့ရပါတယ်မြန်မာပြည်လက်ကလစ်ဖို့မမိကြပါနဲ့ပြအောက်က comment တွေထဲမှာလည်း youth sport media 3 point zone နဲ့ tv4u ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်မျက်စောကုန်ပြလို့ရပါတယ်ကျွန်တော် youtube channel လေးကိုလည်း like and subscribe လေးပို့ကျွန်တော်အားပေးလို့ရပါရမြန်မာပြည်လက်ကလစ်ဖို့မမိကြပါနဲ့ဟုတ်မြန်မာကလစ်မှာမြန်မာနိုင်ငံမှာဖြစ်ပါတယ်အားလုံး ကျူးတမိုင်ကောင်းမွန်တော့မနက်ခင်းလေးဖြစ်ပါစုစုမုံကောင်းတောက်ပြီးနေပဲကျွန်တော်တို့နောက်မှပဲအေးစစ်စစ်တွေ့ကြတာပေါ့အားလုံးကျူးတမိုင်အများကလပ်ပြီးကြအောင်မြန်မြန်ကလစ်မှာမြန်မြန်နိုင်ဖြစ်ပါတယ်တီးပါဗျာ